ဥစဉ်အမြဲတမ်းပြောဖြစ်တယ်မြတ်စွာဘုရားလည်းတတိပဋ္ဌာနာတန်ရုပ်ထဲမှာဟောတယ်ကိုချစ်တဲ့သူတွေကိုမြင်လို့တဲ့သူတွေကိုကိုစကားနားထောင်မယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်ကိုအထုတ်ခိုင်းပါတယ်မြတ်စွာဘုရားကကိုချစ်တဲ့သူတွေကိုတတိပဋ္ဌာန်အထုတ်ခိုင်းဘာပြောလို့လဲဆိုတော့လူတယောက်ကိုကိုချစ်တယ်ဆိုရင်ကိုသူ့ကိုဘာဖြစ်လဲအမြဲတမ်းချမ်းသာစေချင်တယ်လေကိုချစ်တဲ့သူတွေကိုချမ်းသာစေချင်တယ်နေဘူးတော့မကြိုက်ဘူးဟုတ်တယ်မလားချင်းလေးကြိုက်လည်းမကြိုက်ဘူးရင်တော်မနာစေချင်ကိုချစ်တဲ့သူတွေကိုဆိုတော့ ဒါဒီတဘောတခဏာချစ်တာအဲ့တော့အပေမကြအောင်ဒီကိုချစ်ရမှာကိုကဟုတ်တယ်မလားကိုချစ်တဲ့သူကိုအပေမကြစေချင်ဘူးအဲ့တော့ဘာလို့ခိုင်းရမလဲတတိပဌံအထုတ်ခိုင်းရမယ်ဟုတ်တယ်မလားကိုချစ်တဲ့မိဘတွေကိုချစ်တဲ့သားသမီးတွေကိုချစ်တဲ့တငယ်ချင်းတွေခုနကလည်းကိုချစ်တဲ့ကြီးစားဟာလာချက်ထွန်းဟမ်တတိပဌံအထုတ်ခိုင်းဟုတ်ပြီလားကြီးစားတွေဘာလို့ရလို့ရှိရင်ပေါ့နော်ကြီးစားတွေရလို့ရှိရင်တတိပဌံအထုတ်ပါလို့ပြောဟုတ်လားအဲ့တော့ဘာဖြစ်လဲဆိုတော့ချစ်လို့ပါလို့နော်အပေမကြစေချင်လို့ပါလို့တဘွားရှိတာမဟုတ်ဘူးဟုတ်လား နောက်ဘဝနောက်ဘဝဒီကိုချစ်တာအပေမကြစေရှင်ဟုတ်ပြီနော်အဲ့တော့ကိုချစ်တဲ့သူကိုအပေကြမှာကိုလိုချင်လို့လားမလိုချင်ဘူးဒါကြောင့်ဆာဘီယာကကိုချစ်တဲ့သူတွေဘာလို့ခိုင်းတော့သတိပဋ္ဌာန်အာထုတ်ပါသတိပဋ္ဌာန်အာထုတ်ခိုင်းပါအပေမကြစေရှင်လို့ပါနော်ဆိုတော့ဒါကြောင့်ဦးဇနပြောချင်တာကဓမ္မဒါနဘာကြောင့်မြတ်တယ်လဲလို့မေးရင်အပေဒုက္ခတွေကိုငြိမ်းစေနိုင်တဲ့အလှဖြစ်တယ်ဒါကြောင့်မြတ်တယ်လို့ပြောတာပါအဲကြောင့်လူငယ်လေးတွေငယ်ပေမဲ့ဒီတရားဓမ္မကိုအဲ့လောက်ထိကိုစိတ်နှစ်ပြီးတော့လုပ်ဖို့လိုတယ် ငါတို့ရဲ့အလူဒီဓမ္မဒါနသည်နော်ဒီနာယုံမသားတဲ့ပုံကိုယ်တွေကိုဒီဝိစင်းရဲကနေလွတ်မြောက်စေနိုင်တယ်လို့ကျွန်တော်နှလုံးသွင်းရမှာနော်သတိပဋ္ဌာန်တရားတွေပေါ်မြအထောက်ကြမယ်ဆိုလို့ရှိရင်ဒါလက်ရှိပြစ္ဆေမှန်ဘဝမှာလည်းအေးချမ်းတယ်နော်အကေးမညံဖွညံရပ်သွားမယ်ဆိုရင်အပေတကားလည်းပိတ်သွားနိုင်တယ်အဲ့လိုမျိုးတွေအဲကြောင့်အလွန်အကျိုးများတဲ့အလူဖြစ်ပါတယ်ဘယ်လိုကျင့်သုံးမလဲသတိပဋ္ဌာန်တရားကိုကျင့်သုံးရအောင် တတိပဌံတရားကိုကျင့်သုံးလို့ရှိရင်ကိုယ့်ရဲ့စိတ်တွေဟာမုံမြက်လာတယ်အေးချမ်းလာမုံမြက်မှုအေးချမ်းမှုရှိလို့ရှိရင်ကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့မိษွေတွေဟာလည်းအည်သွေးရှိတဲ့ကောင်းမွန်တဲ့ကိုယ့်ပေါ်မှာထောက်ထားတဲ့ညှာတာတဲ့မိษွေကောင်းတွေကိုရနိုင်တယ်ဒါဘုံတွေးကြည့်တာပေါ့နော်ကိုယ့်စိတ်ထဲမှာဒီလူကအရင်စိတ်ကောင်းနှလုံးကောင်းရှိတာပဲလို့ကိုယ့်စိတ်ကထင်တယ်ဆိုရင်အဲ့ဒီလူကိုကိုယ်ဘယ်လိုသဘောထားလဲကုညီတရားရှင်ရဲ့ကုညီမယ်ဖေးမတရားရှင်ရဲ့ဖေးမမယ်သူ့ရဲ့မိษွေကောင်းအလွန်ဖြစ်ချင်တယ် ောသူ့ကိုစိတ်ကောင်းနှလုံးကောင်းရှိတယ်လို့ကိုကယုံကြည်တာဟုတ်အဲ့လို့ဆိုရင်ကိုကစိတ်ကောင်းနှလုံးကောင်းရှိမယ်ဆိုရင်ကိုကိုကိုသူများကဘာလို့မလို့ကိုရဲ့မိတ်ဆွေကောင်းဖြစ်ချင်ကြမှာပဲဒီလိုလေးဘုံဘုံကတွေးကြည့်ဒါတတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်စိတ်ဟာအကြီးသေးရှိမွန်မြတ်တယ်ဒီစိတ်လေးကနှစ်လိုပဲကောင်းတယ်နော်မိတ်ဆွေကောင်းရနိုင်တတိပဋ္ဌာန်တရားကိုပွားလို့ရှိရင်အလိုဆန္ဒတွေနင်းနေနင်းနေသွားတဲ့အတွက်ကြောင့်ကျင့်တတ်မှုဒေါသတွေနင်းနေနင်းနေသွားတဲ့အတွက်ကြောင့်နှစ်သက်နိုင်မှုကျင့်တတ်မှုဆိုတဲ့တန်တုဋ္ဌိကိုလည်း ရနိုင်ဟုတ်လားတတိပဌံတရားကိုပွားလို့ရှိရင်အသေးကနေမှချမ်းသာတဲ့စိတ်ကလေးကောင်းမွန်တဲ့စိတ်ကလေးနဲ့သေဖို့အလွန်မှအလားအလာကောင်းဟုတ်ပြီနော်တတိပဌံတရားကိုပွားလို့ရှိရင်ဘဝရဲ့ဒုက္ခရဲ့အကြောင်းတရားလို့ဆိုတဲ့လောဘကိုတဖြည်းဖြည်းနဲ့ယွံနေသွားစေပြီးတော့နောက်ဆုံးဒုက္ခချုပ်ငြင်းရသည်ကိုဆ ਾਇ ရောက်သွားနိုင်တယ်။လေးမျိုးသော ချမ်းသာကိုဘာလို့ရင်ရနိုင်မလဲ တတိပဋ္ဌာန်တရားကိုပွားရင်ရနိုင်တယ်အဲ့ဒါလေးကိုကျန်တဲ့ဘဝမှာနေတဲ့အခြေအနေတိုင်းမှာနော်နားလည်မှုလေးရှိပြီးတော့လှုပ်တဲ့ကြိုင်တဲ့ကလေးဘုံဘဝဖြစ်စေခြင်းနဲ့နော်ဒီ line နေပေါ်မှာဒါခုခေတ်ကနော်အသိပညာကုလူမှုဟာဒီ line နေကိုပဲအားကိုးနေကြနော်လူငယ်တွေလူလက်တွေဒါတွေကိုမကြည့်ပဲနေတာမဟုတ်နားမထောင်ပဲနေတာမဟုတ်အဲ့တော့အဲ့ဒီဟာကိုအကျိုးရှိအောင်ဘုံတို့ဘာလုပ်ရမလဲလို့စူးစမ်းရမယ်အဲ့ဒီမှာရှားပွေကြည့်မယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်မွန်မြအောင်သတိပဋ္ဌာန်တရားကိုဘယ်လိုပွားရမလဲဆိုတာကိုဤမျိုးစုံပျော်ရွှင်ထားရတယ်အများကြီးမရှိဘူးလားရှိတယ်အဲ့ဒီမှာရှားဖွေးပြီးတော့လည်းပဲပြည့်စုံအောင်လေ့လာရမယ်နော်အခုဘုံဘုံပြောနေတာကတော့အခုဒီ7မိနစ်အတွင်းလေးမှာဘယ်လိုလေးသတိပဋ္ဌာန်တရားကိုအထုတ်မလဲရောအဲ့သတိပဋ္ဌာန်တရားဆိုတာရိုးရိုးရှင်းရှင်းလေးကိုကိုကိုသိပြီးတော့နေတာကို့မှာဘာဖြစ်နေတယ်လဲဆိုတာကိုဖြစ်နေတာလေးကိုသိပြီးတော့နေတာကိုသတိပဋ္ဌာန်တရားပွားရခေါ်တာဟုတ်လား ဘာမှစိတ်ကြီးကိုတင်းကြပ်မသားနဲ့ငါဒီအလုပ်ကြီးကိုလုပ်တော့မှာပဲဆိုပြီးတော့တခါတည်းခဲပြီးတော့လဲထားเสียမှာလို့ပေါ့ပေါ့ပါပါလေးသွားရဟုတ်လားကိုကိုကိုအာယုံဆိုင်လိုက်ဘာဖြစ်နေတယ်လဲအခုလောလောဆယ်ဘယ်နာကဖြစ်စဉ်လေးရဘယ်နာကဖြစ်ရကလေးရထင်ရှားနေတယ်လဲနှစ်တနာကြီးကြောကြောထိုင်းနေတော့နည်းနည်းအောက်ကညောင်းတာညာတာတင်းတာကြက်တာပူတာအောင့်တာဒါလေးတွေရှိတယ်မဟုတ်လားအဲတကယ်ဖြစ်နေတဲ့သဘောနော်အဲ့ဒါဘာလို့ခေါ်တော့ဝေဒနာဟုတ်လား အဲ့ဒီဝေဒနာကိုကြည်နေဒါဖြစ်နေတယ်လို့ကြည်နေတယောက်ယောက်ကိုဘေးရနေထိုင်ကြည့်နေတယ်လို့မျိုးတစုံတစ်ခုကိုဘေးရနေထိုင်ကြည့်နေတယ်လို့မျိုးလွတ်လွတ်ကင်းကင်းကြည့်ငါဆိုတဲ့အမြင်နဲ့ကြည်တာမဟုတ်ဒါဒီတိုင်းလေးဖြစ်နေတယ်ဆိုတဲ့အမြင်လေးနဲ့ပဲကြည်အဲ့ဒါဝေဒနာဥပဒနာတတိပ္ပံအဲ့ဒီဝေဒနာရှေ့နာလေးမှာဘာရှိနိုင်လဲဆိုရင် ထိတဲ့သဘောလေးရှိနိုင်တယ်ထိတဲ့သဘောလေးလေးသလားနှုသလားကြမ်းသလားပူသလားအေးသလားပူတယ်အေးတယ်နှုတယ်ကြမ်းတယ် ငြိမ်တယ်လှုပ်တယ်ဆိုတာအဲ့ဒါထိမှုရဲ့နယ်ပယ်ကပြောနေတဲ့သတင်းစကားတွေဖုထဘယုတ်လို့ခေါ်တယ်စာလူပြောနေရင်အများကြီးရှည်ပါနော်လက်တွေ့ကြည့်လိုက်နော်နုနုလေးလားကြမ်းကြမ်းလေးလားဣလေးလားတင့်တင့်ကြီးလားနော်မာသလားပြော့သလားပူသလားအေးသလားလှုပ်သလားငြိမ်သလားအဲ့ဒါဘာတွေကိုပြောနေတာတော့ထိတဲ့သဘောကိုပြောနေတာအဲ့ဒါကိုကြည့်နေလို့ရှိရင်အဲ့ဒါကာယ ानु ပသနာသတိပဋ္ဌာန်ဖြစ်တယ်ဟုတ်လားစိတ်ရဲ့ခန္ဓာတဲ့သဘောမခန္ဓာတဲ့သဘောကိုမြင်သွားတယ်ဆိုရင်ဒါဝေဒနာကိုမြင်ရရောက်တယ် ဟုတ်လားပူတာအေးတာလှုပ်တာငြိမ်တာတင်းတာကြက်တာအဲ့ဒီဟာတွေကိုမြင်လို့ရှိရင်ကာယ ानु ပဒနာသတိပဋ္ဌာန်ပိုင်းကိုရောက်တယ်ဒီခန္ဓာကိုယ်မှာအဲ့ဓာတွေဟာတဏှာမဟုတ်တဏှာတစ်ခုမဟုတ်တစ်ခုအများကြီးမလုပ်နေတော့ဖြစ်နေတယ်ရှိနေတာမဟုတ်ဘူးနော်ဖြစ်နေတာရှိနေတာဆိုတာကထာဝရသဘောကိုရှောင်နေတယ်သူကဘလို့ဖြစ်ရှိနေအဲ့လိုမဟုတ်ရှိနေတာမဟုတ်ဘူးဖြစ်နေတာဖြစ်နေတာဖြစ်တဲ့တို့ကြောင့်နောက်တစ်ခုထပ်ဖြစ်တယ်သူ့ယင်ဟာမရှိတော့ဘူးနောက်တစ်ခုထပ်ဖြစ်တယ်သူ့ယင်ဟာမရှိတော့အဲ့လိုသွားတာ နားလေခြင်းမလေသေးမယ်ဒါပေမဲ့အဲ့ဒီဖြစ်စဉ်ကိုလိုက်လိုက်ပြီးတော့ကြည်နေရင်ကြာရင်နားလေသွားမယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတော့အလွန်ရိုးရှင်းတဲ့နားလည်မှုဖြစ်ဖို့အတွက်ဒီနှာသီးပြားမှာလေဝင်ထွက်လို့ဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေကိုကြည်ခိုင်းဝင်လေထွက်လေကိုသတိလေးထားပြီးတော့နေလို့မြတ်စွာဘုရားအဲ့ဒါရိုးရိုးလေးခိုင်းစာလိုအတိအကျပြောရမယ်ဆိုရင်တတိရှိလျက်ဝင်သက်ကိုဝင်စေအံ့တတိရှိလျက်ထွက်သက်ကိုထွက်စေအံ့ဒါမြတ်စွာဘုရားစကလုံးအတိအကျ နားမလဲဆရာဘာမှရှိဘူးနော်ဆိုလိုတာကတိနေရမယ်လေဝင်သွားပြီဆိုရင်တိနေရမယ်လေထွက်သွားပြီဆိုရင်လည်းတိနေရလေဒီကနေဝင်သွားတယ်အဆုတ်ထဲသူ့လို့သူ့လို့တယ်နော်အောက်ဆီဂျင်ပေးခဲ့တယ်ပြီးရင်ကာဗွန်ဒိုင်အောက်ဆိုက်ကိုတည်ထောင်ပြီးတော့ပြန်ပြီးတော့ထွက်သွားတယ်အဲ့ဒီလေဝင်မှုထွက်မှုကြောင့်ဒီနှာသီးပြားလေးမှာလေနဲ့ဒီကာယပတာရနှာသီးပြားမှာရှိတဲ့အကြည်တက်ကလေးခေါ်တာပေါ့နော်ကုဒါအေးတာကိုတိနိုင်တဲ့သဘောလေးတစ်ခုလုံးမှာရှိတယ်ဒါကာယပတာရလို့ခေါ်တယ်ဒီနှာသီးပြားလေးမှာလည်းသူရှိတယ် အဲ့ဒီသိနိုင်တဲ့အကြည်တကလေးနဲ့ဒီဖုဒ္ဓဘာယုတ်လို့ဆိုတဲ့လေသဘောပူတဲ့အေးတဲ့သဘောမာတဲ့ပြော့တဲ့သဘောအဲ့ဒါနဲ့ထိတဲ့အခါမှာဒီထိတာကိုဘုံဘုံတို့သိတယ်ဆိုတဲ့သဘောလေးထိမှုသဘောလေးကိုသိလို့ရတဲ့အနေအထားလေးရှိနော်အဲ့ဒီထိတာလေးကိုသိရဝင်လေထွက်လေကြောင်းဒီထိတာလေးနဲ့ဖြစ်သွားတာဆိုတော့မဟုတ်ပါဘူးနော်လေကအကုန်လုံးအောက်ထိရောက်သွားတယ်ရောက်သွားတဲ့အချိန်အောင်1 byte ဟာတင်းသွားတာရှိတယ် လေပြန်ထွက်သွားတဲ့ခါမှာဝမ်းပိုက်ဟာလျှော့တော့တာရှိတယ်အဲမာစီစောဘုရားကြီးများကြတော့အဲ့ဒီဝမ်းပိုက်ရဲ့တင်းမှုယော့မှုကိုလိုက်ပြီးတော့ကြိခိုင်းတယ်ကြိတယ်လို့ပြောတော့အရက်သုံးဖြစ်နေတယ်အမှန်ကတရားဟောတာနဲ့ပြောရင်ဘယ်လိုပြောမလဲရှုတယ်လို့ပြောတာတရားရှုတယ်ရှုတာနဲ့ကြိတာနဲ့အတူတူပါပဲဒါပေမဲ့ကြိတယ်ဆိုတာအပေါ်ယံဆန်တယ်ရှုတာဆိုကြတော့ဒီဇိုင်းမမတ်ဒါကိုဆွဆွမြဲမြဲကြိနေတဲ့သဘောလို့ဆိုနိုင်တယ်ပေါ့နော်ဘမဇက်စကလုံးလေးတွေအတိတ်ပဲပြောပြတာဟုတ်လား တတိဝင်လေထွက်လေကြောင့်ဖြစ်တဲ့ပြောင်းလဲမှုကဒီထိမှုတစ်ခုတည်းမဟုတ်ဘူးเนาะဝမ်ပိုက်မှာတင်းသွားတာရှိတယ်ရော့သွားတာရှိတယ်တကူလုံးလှုပ်သွားတာရှိတယ်ဝင်လေကိုရှားလိုက်တဲ့အတွက်ကြောင့်အောက်ဆီဂျင်ရတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ဟာအလွန်မှအားရသွားတဲ့ကျဉ်တတ်သွားတဲ့သဘောစိတ်ခံစားချက်တွေဖြစ်သွားတာလည်းရှိတယ်ထွက်လေကိုထုတ်လိုက်ရတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ဟာပေါ်ပန်းသွားတဲ့သဘောလည်းပဲခံစားမှုအနေနဲ့ဖြစ်သွားတာရှိတယ်ဒါဝင်လေထွက်လေကြောင့်ဖြစ်ပေါ်သွားတဲ့အကျိုးသက်ရောက်မှုတွေသိလို့မရဘူးလား ်ရနော်ဒါကြောင့်မြတ်စွာဘုရားဝင်လေထွက်လေကိုသတိနဲ့ကြည်နေကြည်နေပါများလို့ရှိရင်အဲ့ဒါသတိပဋ္ဌာန်တရား၄ပါးလုံးကိုပွားများပြီးသားဖြစ်တယ်လို့ဟောတယ်။ကာယရဲ့အကြောင်းကိုလည်းသိပြီးသားဖြစ်တယ်ဝေဒနာရဲ့အကြောင်းကိုလည်းသိပြီးသားဖြစ်လိမ့်မယ်စိတ်ရဲ့အကြောင်းကိုလည်းသိပြီးသားဖြစ်လိမ့်မယ်ဓမ္မတဘာဝအသေးစိတ်ကလေးတွေကိုလည်းသိပြီးသားဖြစ်လိမ့်မယ်။ဒါကြောင့်ခန္ဓာကိုယ်တတ်တာတို့လေးထိုင်ထိုင်ပြီးဒီဝင်လေထွက်လေလေးဝင်ထွက်နေတာကိုစိတ်အေးလက်အေးဈိမ်ပြင်းပြင်းထိုင်ပြီးတော့ကြည်နေအဲ့ဒါတရားအထုတ်တာပဲအဲ့ဒါသတိပဋ္ဌာန်တရားပွားတယ် အလွယ်ကူဆုံးပြောတာနော်ဟုတ်လားတချို့ကြတယ်လေဝင်လေထွက်လေကြောင့်ဖြစ်တဲ့ဒီအထီးမှုကမထင်ရှားဘူးလို့ပြောတဲ့ယောဂီတွေလည်းရှိအဲ့လိုဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့ဖိအားကြောင့်အောက်မှာဖြစ်နေတဲ့ထီးမှုကြီးကဘလို့မှမျက်ွယ်ပြုတ်လို့မရအောင်ထင်ရှားတယ်အဲ့ဒါကိုပဲတစ်ချိန်နဲ့တစ်ချိန်အချိန်မပြတ်အောင်ဒီတစ်စက္ကန့်သိတယ်နောက်တစ်စက္ကန့်လည်းသိတယ်နောက်တစ်စက္ကန့်လည်းသိတယ်အဲ့လိုသိသိသွားစက္ကန့်တိုင်းမှာတိမယ်တစ္စကံမှာတစ်ချိန်လောက်တိမယ်ဆိုရင်ကိုတော်တော်အကျိုးများဟုတ်လား Đó là liều lưu trì mà nó